အောင်မြင်လာတဲ့နောက်မှာချစ်သူဖြစ်တဲ့ကိုလီမိုးကိုလက်မထက်ချင်တော့ဘဲနဲ့တယောက်တည်းပဲရက်တီချင်နေတဲ့တထက်တုံးအားလုံးပဲမင်္ဂလာပါဒေဆယ်လီဘီဒီနျူပေကနေပြန်လေကားကျူဆိုလိုက်ပါရီတထက်တုံးကလာမေဘွားကနေတယောက်ဆောင်ဖြစ်လာပြီးတမီးစုအိမ်အောင်ဇလန်တွဲအိမ်ရဲ့ပရိသတ်တရဲ့ချစ်ခင်အားပေးမှုကိုရရှိလာပါရီအခြားမင်းသမီးတွေနဲ့မတူဘဲနဲ့တွက်လက်လုံးနဲ့အမှုရာတွေကြောင့်ပဲဇလန်တွဲလောကမှာတော့ဆီယမာကြီးတယောက်ဖြစ်လာခဲ့ပါရီတထက်တုံးကအမှုပညာလောကတွေမှာလည်းအောင်မြင်သလိုအချစ်ရေးမှာလည်းကံကောင်းသူတယောက်ပါတထက်တုံးကစီဝါရေးလုပ်ငန်းရှင်တအုပ်ဖြစ်တဲ့ကိုလီမိုးနဲ့တွဲနေတာဖြစ်ကြောင်း ောင်းတရားဝင်ချပြထားကြတာကြပါပြီ ဇလန်တွဲတွေနဲ့နေမင်မကြီးခင်မှာကလေးကချစ်သူကောင်းလေးနဲ့တွဲနေတာဖြစ်ပြီးတော့စီဝိုင်းလုပ်ငန်းတွေကိုလည်းတူတူလုပ်ကိုင်နေကြပါတယ်။ထက်ထက်တုန်းကသူ့ရဲ့ငွေတွေကိုကိုလင်မိုးရဲ့လုပ်ငန်းတွေထဲမှာရှေ့ရထည့်ထားပြီးတော့ငွေကြေးတွေစုဆောင်းခဲ့ပါတယ်။အခြားသောမိန်းသမီးတွေကချစ်သူတွေကိုထုံမပြတဲ့အချိန်မှာထက်ထက်တုန်းကတော့အားလုံးသိအောင်မိတ်ဆက်ပေးခဲ့တာကြောင့်ပရိသတ်တွေကသဘောကျခဲ့ပါတယ်။အာမြင်လာပြီးနောက်ပိုင်းမှာတော့ထက်ထက်တုန်းကချစ်သူကောင်းလေးနဲ့အတူတွဲသားတွဲလာလောက်တာကနေပါလာခဲ့တယ်လို့အခုဆိုရင်တော့အိမ်အောင်ပြုကျင်တော့ဖို့ဆိုတဲ့အထိဖြစ်လာခဲ့ပါတယ်။ တတတော်ကသူ့ရဲ့ချစ်သူကောင်းလေးကိုလက်ထက်ချင်စေမရှိတော့ဘဲနဲ့တယောက်တည်းပဲရက်တည်ကျင်းတော့တယ်လို့ဆိုပါရီ။အာမင်လာပြီးနောက်မှာတော့တတတော်ကလက်ထက်ဖို့တဲ့နောက်ထပ်အာမင်မှုပဲတွေးပါတော့တယ်။အိမ်နာမပြုတ်လေတယောက်တည်းရက်တည်လို့ရကြောင်းခံယူထားပြီးယောက်ျားလောက်စားလဲထိုင်မစားကျင်တော့ဘူးလို့ပြောပါရီ။တတတော်ကသူကိုယ်တိုင်လည်းအိမ်နာမပြုတ်ကျင်တော့တယ်လို့အခြားသောအမျိုးသမီးတွေကိုလည်းယောက်ျားလောက်စားထိုင်စားပြီးကလေးမွေးအိမ်လုပ်တွေလုပ်ပြီးတော့စပန်ကာဝင်ကြီးရဲ့မနေကြဖို့တိုက်တွန်းထားပါသေးတယ်။တတတော်ကချစ်သူရှိပေမဲ့လည်းအခြားသောမိန်းမတွေနဲ့ပုံရှင်နေပြီးတော့သူ့ရဲ့ချစ်သူနဲ့ပွဲတက်တာတွေနေလာပါရီ။ ၏တက်တက်တုံကအခြားမင်းသားတွေကိုပွေးဖွဲ့နှုတ်ဆက်တာကြောင့်ပရိသတ်တရားတက်တက်တုံရဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီးသဘောမချကြအောင်ရှောက်ကျင်းတဲ့ကြောင့်ပြောဆိုနေကြပေမယ့်သူကတော့ပွင့်လင်းနေသူဖြစ်လို့ဒီလိုပဲနေတတ်တယ်လို့ဆိုပါရီဝေဖန်ပြောဆိုနေကြသူတွေကိုစိတ်မဆိုးတဲ့ပြင်မင်းသားတွေနဲ့မောင်နှမလိုချစ်ခင်ကြတာပါဆိုပြီးတော့သာဖြည့်ရှင်းထားပါသေးတယ်တက်တက်တုံရဲ့ချစ်သူကောင်းလေးကအရေးတကြီးကြီးနဲ့ချစ်ပေးနေတတ်တယ်လို့တက်တက်တုံတွေရန်ဖြစ်ပေးဖို့လေဝင်လေးတက်သူမဟုတ်ပါဘူးတက်တက်တုံကိုအင်းလေးစကားပြောညံ့နေဆိုပြီးဝေဖန်ကြတဲ့အချိန်မှလည်းကိုလင်မိုးကအမြဲတမ်းကာဝယ်ပေးခဲ့ပါရီတက်တက်တုံကိုဒီရင်သူနဲ့ ိမယ်ဆိုတဲ့အထိဖြစ်ခဲ့ပြီးအခြားလမယ်ကိုလည်းရန်တွေ့ပေးခဲ့ပါသေးတယ်။တက်တက်ထုံးကညီထုတ်ခေါင်ကိုအင်တာဗျူးမှာမနှမလို့ချက်တာပါဆိုပြီးနည်းနည်းချိန်မှလည်းနားလည်ပေးခဲ့ပါသေးတယ်။သူ့ရဲ့ချက်သူကနမယ်မကြီးရင်တွေကနောက်ကနေပံ့ပိုးပေးလာသူဖြစ်လာပေမဲ့တက်တက်ထုံးကတော့အိမ်အောင်ပြုချင်တော့ဘူးလို့ပြောလာခဲ့တာကြောင့်စိတ်မကောင်းဖြစ်သွားတော့မှာပါ။နမယ်ကြီးလာတဲ့မင်းသမီးချူကခရိုနီတထဲကြီးတွေနဲ့ပဲလက်ထပ်လိုက်ကြပြီးတော့မတင်ထားတဲ့ပြောင်းလဲတွေလည်းဖြစ်သွားတတ်ကြပါသေးတယ်။တက်တက်ထုံးကတော့ကိုပိုင်ဝင်ွေလည်းရှိနေပြီဖြစ်တယ်လို့အာမြင့်တဲ့မင်းသမီးလည်းဖြစ်တာကြောင့်မလို့သူ့ချက်သူပေါ်မှာရှောင်ခွာလာပါတော့ရီ ်အရှင်ကတော့သူတို့အတွက်လေးကအားကျစရာဖြစ်ခဲ့ပေမဲ့လေပြောင်းလဲတတဲ့လူတဘာဝရထက်ထုံးကအိမ်အောင်ပြုစင်မှုဆိုတဲ့ဒီပါထုတ်ပြောလာပါတော့ဤအောင်မြင်လာပြီးနောက်မှာချစ်သူဖြစ်သူကို ဖေခွာကျင်လာတဲ့ထက်တထုံအပေါ်မှာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြီးရှုဝါပေးခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးဆယ်လီလီနုပညာရှင်ရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုဝါပေးဖို့တမေ့ကြပါနဲ့အောင်ရှင်။အပိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလည်းဆောင်ပါလိုက်ပါစေနော်။